်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဆုံးပြားသခင်ရဲ့ကြည်ကြော်ကိုချီးမွမ်းပါတယ်ယုံကြည်ခြင်းအတာအစီဆိုတဲ့ကောင်းစဉ်နဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်သွားခြင်းပါတယ် ဘုရားသခင်ကိုယုံကြည်ခြင်းအပြင် အသက်ရှင်ဖို့အတွက်ကတမန်ကျမ်းစာအရာကျွန်တော်တို့ကြည့်မယ်ဆိုရင်ယုံကြည်ခြင်းဆိုတာကလွင်မယောင်နဲ့ခက်ခဲပြီးတော့မလွယ်ကူတဲ့အရာတစ်ခုဖြစ်တယ်။ဘုရားသခင်ကိုနာခံဖို့ကြိုးစားတဲ့သူတွေဟာအတားအဆီးတွေနဲ့ရင်ဆိုင်ရမှာပဲဖြစ်တယ်။နှုတ်ကပတ်တော်တမန်ကျမ်းစာမှာဒီအရာတွေနဲ့ပတ်သက်ပြီးတော့မှတော်တော်များများဖော်ပြထားပါတယ်။ပထမဦးဆုံးအတားအဆီးကတော့သူ့အတိုင်းအဝိုင်းပဲဖြစ်တယ်။ ဘုရားသခင်ကိုယုံကြည်ဖို့အတွက်လူမှုရေးရာ ပြီးအားတွေရှိမယ်ညှင်းပယ်မှုတွေရှိမယ်ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့်မိသားစု မိတ်ဆွေ လူအတိုင်းအဝိုင်းကလက်မခံရှောင်ရှားခြင်းတွေကိုကြုံရတတ်ပါတယ်မဿဲအခန်းကြီး30အငယ်22မှာ လူအပေါင်းတို့သည်လည်းငါဤနာမကြောင့်သင်တို့ကိုမုန်းချလိုက်မည်အကျဉ်သူသည်အဆုံးတိုင်အောင်တည်ကြည်ဤထို့သူသည်ကဲ့တင်ခြင်းတို့ ရောက်လိမ့်မယ်လို့ဆိုထားပါတယ်။ဒါကြောင့်သူအတိုင်းအဝိုင်းကယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့အတားအဆီးဖြစ်လာမယ်ဆိုရင်ယုံကြည်ခြင်းနောက်ပြန်မဆုတ်သွားဖို့လူရဲ့စကားထက်စစ်မှန်တဲ့ဘုရားသခင်ရဲ့တမန်တော်အပေါ်မှာပဲယက်တီတင်ပါလေအခြေပြုတင်တာဖြစ်တယ်။နောက်ဒုတိယတစ်ခုကကိုယ့်ရဲ့လူစားတီကိုညှင်းပယ်ခြင်းမပြုနိုင်ခြင်းကလည်းယုံကြည်ခြင်းအတွက်အတားအဆီးဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်ကတော့လူကာအခန်းကြီး9ငယ်23မှာသူ့နောက်ကိုလိုက်ချင်တဲ့သူဟာကိုကိုကိုညှင်းပယ်ရမယ်ကိုရဲ့လက်ဝါးကတိုင်ကိုထမ်းပြီးတော့သူ့ရဲ့နောက်ကိုလိုက်ရမယ်လို့ပြောထားပါတယ်။ယုံကြည်ခြင်းအပြင်ခရစ်တော်နောက်ကိုလိုက်ဖို့အတွက်ကကိုရဲ့လူစားတီကအတားအဆီးဖြစ်တဲ့အတွက်ကိုရဲ့လူစားတီသဘောတွေကိုညှင်းပယ်မှရမယ်။နောက်တတိယတစ်ခုကက နောင်တရခြင်းမရှိဘူးစမှန်တဲ့ပြောင်းလဲလို့တဲ့သဘောမရှိခြင်းကလည်းပဲယုံကြည်ခြင်းအတွေ့အတားအဆီးတွေပဲဖြစ်တယ်။မတရားတဲ့အကျင့်အကျင့်ပြည့်နေတာတွေကိုဆွံ့လွဖို့ခက်ခဲခြင်းကယုံကြည်ခြင်းအတွေ့အတားအဆီးတစ်ခုဖြစ်တယ်။နောက်သုဒ္ဓတစ်ခုကဝိညာဉ်တိုက်ပွဲတွေမှာအိဘက်အခန်းကြီး6ငယ်7ကနေဆက်ရှင်မှာပြောထားတဲ့ခရစ်တော်အားဖြင့်တကူတော်အရှင်အားဖြင့်ခိုင်ခန့်မှုမရှိဘူး။ မနတ်ကိုတားဆီးဖို့အတွက်ဘုရားသခင်ပြင်ဆင်တဲ့လက်နက်စုံတွေဖြစ်တဲ့သစ္စာတရားနဲ့မပြေဝါခြင်းဖြောင့်မတ်ခြင်းမရှိခြင်းဧဝံဂေလိတရားအားဖြင့်တသက်မပြုခြင်းအရာရာတိုင်းမှာဘုရားသခင်ကိုယုံကြည်ကိုးစားမှုမရှိခြင်းကဲတင်ခြင်းစိတ်ချမှုမရှိခြင်းဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကင်ဆွဲအသက်ရှင်မှုမရှိခြင်းဘုရားသခင်ကိုဆုတောင်းခြင်းမရှိခြင်းတွေဟာယုံကြည်ခြင်းအတွက်အတားအဆီးတွေပဲဖြစ်တယ်။ နောက်ပစ္စမတစ်ခုအနေနဲ့ကတော့ရာကုန်အခန်းကြီးတဲ့အငယ်နှစ်ကနေလေးမှာပြောထားသလိုစုံစမ်းနောက်ဆက်ခြင်းတွေကိုတွေ့ကြုံတဲ့အခါမှာဝမ်းမမြောက်နိုင်ပဲတိခံတဲ့စိတ်မရှိခြင်းကလည်းပဲစုံစမ်းစစ်ဆေးခြင်းအခက်အခဲတွေ ကြားထဲမှာယုံကြည်ခြင်းအတွက်အတားအဆီးဖြစ်ပါတယ်လူအနေနဲ့အနာဂတ်ကဘာမှမသိခြင်းစီးပွားရေးကျန်းမာရေးစသဖြင့်စုံစမ်းနောက်ဆက်ခြင်းမျိုးစုံကလည်းယုံကြည်ခြင်းကို ပြည့်ဝသွားစေနိုင်ပါတယ် နောက်ဆက်တမအချက်အနေနဲ့ကချမ်းသာကြွယ်ဝမှုရရှိဖို့အတွက်သာအဓိကထားပြီးတော့လောကအရာတွေကိုဦးစားပေးခြင်းကလည်းပဲယုံကြည်ခြင်းလမ်းကြောင်းကို လွဲသွားစေနိုင်တယ်။မဿဲအခန်းကြီး6ငွေ24မှာတခင်နှယောက်ရဲ့အစီကိုတပြိုင်တည်းအစီမခံနိုင်ဘဲနဲ့တယောက်ကိုချစ်ပြီးတော့တယောက်ကိုမုန်းမယ်လို့ဆိုထားတယ်။ဘုရားသခင်ရဲ့အစီလောကီစည်းစိမ်ရဲ့အစီကိုတပြိုင်တည်းအတူတူခံလို့မရတဲ့အကြောင်းကိုဆိုထားပါတယ်။ Now Timothy Obrasa Brahmacharya အခန်းကြီး6အငယ်30မှာငွေကိုတတ်မှတ်ခြင်းဟာမကောင်းမှုအပေါင်းတို့မှာမူလအမြစ်ဖြစ်တဲ့အကြောင်းကိုလည်းတတိပေးထားပါတယ်။ Now တတ္တမတစ်ချက်အနေနဲ့ကတော့ဘဝဟာအမြဲတမ်းခက်ခဲပြီးတော့မလွယ်ကူတဲ့ဘဝတွေကလည်းပဲယုံကြည်ခြင်းအတွက်အတားအဆီးဖြစ်စေပါတယ်။တကယ်တော့ယုံကြည်ခြင်းကဘဝကိုအဆင်ပြေစေမယ်လို့မဆိုလိုပါဘူး။တခါတလေမှာဒုက္ခအခက်အခဲပြဿနာဆိုတာရှိတတ်ပါတယ်။ ဒါပေမဲ့လည်းဘုရားသခင်နဲ့အတူဒီပြဿနာတွေကိုရင်ဆိုင်အောင်မြင်ကြုံဖြတ်သွားရမယ်ဆိုတာကိုသိနာလေထားရမှာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကတော့ယောဟန်အခန်းကြီး16အငယ်33မှာယုံကြည်တဲ့သူတွေအနေနဲ့လောကမှာဆင်းရဲဒုက္ခကိုခံရနိုင်တယ်လို့ဆိုထားတယ်။ဒါပေမဲ့စိုးရိမ်စရာမလိုဘဲနဲ့လောကကိုအောင်မြင်တဲ့သခင်ယေရှုခရစ်တော်ကိုအမိပြုခြင်းအပြင်ညီတဲ့ချင်းရှိစေမယ်ဆိုတာကိုဂတိပြုထားပါတယ်။ ဒါကြောင့်ကြားနာဆင်ခြင်နေတဲ့သူတွေအနေနဲ့ယုံကြည်ခြင်းအတားအဆီကိုယုံကြည်သူဖြစ်မလာခင်မှာရောယုံကြည်ပြီးတဲ့နောက်မှာရောလူရဲ့အတိုင်းအဝိုင်းကိုယ့်ရဲ့လူစားတိစမနဲ့နောင်တမရခြင်းစမနဲ့ပြောင်းလဲမှုမရှိခြင်းဝိညာဉ်တိုက်ပွဲမှာမခံရပ်နိုင်ခြင်းစုံစမ်းနောက်ဆက်ခြင်းလောကကိုဥစားပေးခြင်းမလွယ်ကူတဲ့ဘဝဒုက္ခအခက်အခဲပြဿနာတွေကအတားအဆီးတွေဖြစ်ကြောင်းနားလည်ကြဖို့ပဲဖြစ်တယ် ီအတားအဆီးတွေကိုကြုံလာရတဲ့အခါတိုင်းမှာဒီအရာတွေထက်ပြာဒခင်ကိုညှော်ကြည့်ပြီးတော့အနာဂတ်ကိုကြော်ပြီးတော့မှကြည်တတ်တဲ့သူတွေဖြစ်ဖို့ကျမ်းနာဆင်ခြင်သူအလုံးကိုဘုရားသခင်ကအမြဲဖွင့်ပေးပါစေအာမင်ခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิดาบจิรู้สออปาติ